အလုံးမဲမင်္ဂလာပါခင်ဗျာ Rewind Me Channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်ဘူဂျိုအောင်ဆန်းနဲ့ခေါင်းဆောင်ကြီးများလှုပ်ကြံခံရခြင်းမမပြည့်အခြေအနေသည်လွန်စွာဆိုးရွားနေသည်စတီဗင်ဆင်ဤတောင်နှမ်းသားများကိုအကာအကွယ်ပေးမည်အစီအစဉ်အောင်မြင်ခဲ့ပါက နိုင်ငံသားလက်နက်ကိုင်ဒေါ်လန်ရေးများပေါ်ပေါက်လာရန်အကြောင်းမရှိတော့ပေ။ဂွန်မြူနစ်အနီးတွေတော့ကိုပြီးလက်နက်ကိုင်ကြသလိုဂွန်မြူနစ်အဖြူတွေကလည်းမြေပေါ်မှာရက်ဒီကစူပူနေကြသည်။လက်နက်ကိုင်နာနဲ့လက်နက်မကိုင်နာပဲကွာခြားသည်။တခင်ဆိုးမှဂျေးလက်ဒေသမှဘာမှတောင်းသူလေသမားများကိုဂွန်မြူနစ်တရားတွေဟောပြီးဒိန်းသွင်းထားသူများစွာရှိသည်။တခင်တန်းထုံမှာလည်းနောက်လိုက်တွေရှိကြသည်။ သို့သောဖက်စစ်ဒေါ်လန်ရေးကာလမတိုင်မီဖဆပလဖွဲ့ကြူကြီးဖွဲ့စည်းပြီးခါစ BNA တပ်များကိုတခင်တန်းထုံကကွန်မြူနစ်သဘောတရားသင်တန်းများပို့ချပေးခဲ့ရသောကြောင့်တပ်မတော်သားအများစုတွင်ကွန်မြူနစ်များစွာရှိသည်ထို့ကြောင့်အရေးအကြောင်းဆိုဗမာတပ်မတော်ဒဲကစစ်သားတယောက်၏အရေးချင်းမှာစာမတက်ပင်မတက်ဘာမှနားမလဲသောကွန်မြူနစ်များစွာထက်အားကိုသောအနေအထားရှိသောကြောင့်တခင်စိုးတို့ပော့ပော့ဇူးနေကြခြင်းမှာတခင်တန်းထုံကခက်အေးအေးဖြင့်အခြေအနေကိုစောင့်ကြည့်နေသည် ။ပခင်ဆိုဤကွန်မြူနစ်တပ်သားများစစ်ဗိုလ်များသည်ဗိုလ်ချုပ်အောင်ဆန်းကိုတော့ချစ်ကြောက်ယူသေးကြသည်။ဗိုလ်ချုပ်အောင်ဆန်းဘက်ကအချက်ပြလိုက်သည်နှင့်ဗိုလ်ချုပ်အောင်ဆန်းကိုကြီးကျယ်မြင့်မြတ်သော သူရဲကောင်းဟုသတ်မှတ်ပြီးကြီးကျယ်မြင့်မြတ်သောအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကိုစတင်ကြမည်ဖြစ်သည်။ယခုဗိုလ်ချုပ်အောင်ဆန်းကပြည်တီချနေရှက်အရင်းရှင်များနှင့်ပေါင်းနေတာကိုကွန်မြူနစ်စစ်သားတို့ကမနှစ်သက်ကြပြီ။ပြည်တီချများအသားတကြီးထွက်သွားပါကမိမိတို့ဗမာအချင်းချင်းအပြုတ်တိုက်ပြီးပြည်သူအာဏာထူထောင်ကြမည် ဂျီတီရှာတွေအကျဉ်းကြံရှိနေပါကမောင်းထုတ်ပြစ်ရမည်ဟုကွန်ပျူနစ်စစ်သားတွေကယုံကြည်ကြသည်အခုချိန်ဒီဒေါ်လန်ရေးအတွက်အခွင့်အခါကောင်းဖြစ်သည်ဂျီတီရှာတွေအသားတကြီးထွက်သွားပါကပိုကောင်းသည်ယခုအခါမိမိတို့ကွန်ပျူနစ်များဖြင့်စတင်ဖွဲ့စည်းခဲ့သောဖဆပလာတဲ့ဆိုရှယ်လစ်ရောင်ရောင်အရင်းရှင်ရောင်ရောင်လူရန်စားပြတ်တွေအများကြီးဝင်ရောက်နေကြပြီဖြစ်သည်1946ခုနှစ်ဇူလိုင်လတွင်ဖဆပလာအဖွဲ့ကြီးကိုစတင်တည်ထောင်ခဲ့သော ပုဂ္ဂိုလ်ကြီးတဦးဖြစ်သောသခင်တန်းထွန်းကိုထုတ်ပယ်ပြီးဆိုရှယ်လစ်ကြော်ငြိမ်းကနေရာလုခဲ့သည် အဖွဲ့ချုပ်အထွေထွေတွင်ရင်မူသခင်တန်းထွန်းကိုအနာပေးသည်ဟု ဆိုကားဖယ်ရှားပြီးဖတ်စာပါလာအဖွဲ့ချုပ်ကိုလူရန်စားပြတ်တွေကဦးစီးလာသောကြောင့်ရှင်းဦးစွာဖတ်စာပါလာကို အပြုတ်တိုက်ရမည်ခေါင်းဆောင်ဗိုလ်ချုပ်ကိုသာခြံထားပြီးကျန်တဲ့လူတွေအားလုံးကိုတတ်ပြစ်မည်ဟုကွန်မြူနစ်အဖြူတွေကကြိမ်းဝါနေကြသည်1946ခုစက်တင်ဘာလတွင်ကွန်မြူနစ်များနှင့်လက်တွဲပြီး တပိတ်တိုက်ပွဲကိုဥဆောင်နေသောခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုစာဟုဘတ်ရန်ကဝင်ကြီးချုပ်ရာထူးပေးပြီးတပိတ်တွေအားလုံးရက်ဆိုင်သွားအောင်လှုပ်ဖို့တာဝန်ပေးခဲ့သည်ထိုချိန်ကမှစာပြီးဗိုလ်ချုပ်သည်လူဒန်းစားပြက်စည်းရင်နဲ့ဝင်သွားသည်ဟုကွန်မြူနစ်တို့ကစွပ်စွဲကြသည် အော်တိုဘာ20တွင်တပိတ်မလန်သေးသောအဖွဲ့ခေါင်းဆောင်များကိုဖမ်းဆီးစေပြီးတပိတ်အားလုံးကိုတပိတ်လန်စေခဲ့သည်ဗိုလ်ချုပ်အောင်ဆန်းသည်တက်မတော်ဤဖခင်ဖြစ်သည် BNA ဤဘီသူကဖြစ်သည် နောက်တော့ဖတ်စစ်ကိုတိုက်ဖို့ AFO ဖွဲ့စည်းသည် AFO ကိုဖတ်စပါလာအဖွဲ့ချုပ် AFPFL အဖြစ်ဖွဲ့စည်းခဲ့သည်ကွန်မြူနစ်ပါတီကိုစတင်၍ဖွဲ့စည်းစဉ်ကသခင်အောင်ဆန်းကဦးစီးခဲ့သည်ယခုတော့သူကကွန်မြူနစ်တွေကိုတိုင်းပြည်ကိုဖျက်ဆီးမဲ့သူတွေဆိုကားစဲဆိုနေပြန်လေပြီကွန်မြူနစ်များတွင်ကိုပိုင်တွေးခေါ်အယူဆမရှိကြဘူးရုရှားကဆရာကြီးတွေကဘာပြောသလဲနားထောင်ပြီးရင်ကိုတိုင်းပြည်မှာတင့်တော်ရဲ့လားမတင့်တော်ဘူးလားမသိဘူး လှုပ်လိုက်ကြတာပဲအိန္ဒိယကွန်မြူနစ်ခေါင်းဆောင်တွေကဘာပြောသလဲဆိုတာနားထောင်ပြီးကိုယ့်နိုင်ငံကိုယ့်အခြေအနေနဲ့ကန့်ညီသလားမကန့်ညီဘူးလားဆိုတာကိုစဉ်းစားမနေကြဘူးသူများနိုင်ငံမှာသူများတွေလှုပ်တာကိုကိုယ့်နိုင်ငံအခြေအနေနဲ့ကန့်ညီမှုမရှိဘူးလို့မစဉ်းစားကြဘူးလိုက်လှုပ်ကြတော့တာပဲသိပြီစိတ်ပြတ်ဖို့ကောင်းတဲ့သူတွေပဲဥဘိုးချုပ်အောင်ဆန်းကဆိုခဲ့ရာသခင်တန်းထွန်းတို့လိုထိတ်တန်းခေါင်းဆောင်များအတွက်ဘိုးချုပ်အောင်ဆန်း၏ဝေဖန်မှုသည်အကြီးအကျယ်အထည်နာစေခဲ့သည် 1946ခုနှစ်နိုဝင်ဘာလ30ရက်နေ့တွင်ကျင်းပသောစုပရီမီကောင်စီတွင်ဖာစာပါလာအဖွဲ့အချုပ်ခေါင်းဆောင်များကိုတခင်တန်းထွန်သည့်ဇိုးဇိုးဝဝဝေဖန်သည်တဘုံကြီးသိမ့်ဖင်မြင့်သည်ဘရင်ကန်၏အမှုဆောင်ကောင်စီမှနှုတ်ထွက်ခဲ့သည်တခင်တန်းထွန်သည့်ဖာစာပါလာအဖွဲ့ချုပ်ကြီး၏ခေါင်းဆောင်များအစည်းအဝေးကိုပြီးဆုံးအောင်မတက်ပဲဟောပြောကျင်တာဟောပြောပြီးနောက်ခန်းမအတွင်းမှထွက်သွားကြလေတော့သည်တခင်တန်းထွန်ထွက်သွားသောအခါသူ၏ကွန်မြူနစ်အားလုံးထွက်သွားကြလေတော့သည် ဘိုးကျော်အောင်စန်းသည်ဒုတိယကမ္ဘာစစ်မီဗမာပြည်ကိုရောက်မလာမီကကွန်မြူနစ်ပါတီ၏အထွေထွေအတွင်းရေးမှုဖြစ်သည်ဒေါက်တာဘမော်ကဂျပန်တွင်နှင့်အဆက်အသွယ်ရဖို့ကြိုးစားနေတာကိုစိတ်မရှိခဲ့ရုပ်ပြည်အမွိုင်းမျိုးကိုထွက်သွားခဲ့သည်တရုတ်ကွန်မြူနစ်တွေကိုအားကိုးကြီးစွာအကူအညီသွားပြီးတောင်းသည်သို့သောကံမကောင်းအကြောင်းမလာစွာဗြိတိရှ်တို့တိုက်ထုတ်ဖို့ဂျပန်၏အကူအညီယူခဲ့ရသည်ဂျပန်တွင်မကောင်းဘူးဆိုတာသိတော့တော်လန့်ဖို့စီစဉ်သည်ဗြိတိရှ်တွေကစစ်ပွဲအတွင်းကူညီပါက စစ်ပြေးချိန်တွင်လွတ်လပ်ရေးပေးမည်ဟုကြေညာထားသောကြောင့်ဂျီတီရှာတို့နှင့်တင့်မြန်အောင်ပေါင်းသည်ဂျပန်လက်နက်ချသောအခါဂျီတီရှာစစ်အုပ်ချုပ်ရေးဝင်လာသည်မောင်ဘတ်တန်ကပြောခဲ့သည်စစ်သားနှင့်နိုင်ငံရေးဆိုတာဆက်ဆက်မှုမရှိဘူးစစ်ထဲဝင်ရာထူးကောင်းကောင်းပေးမယ်နိုင်ပြည်လွတ်လပ်ရေးအရယူဖို့လူထုကိုဥဆောင်မယ်ဆိုရင်စစ်သားဘဝကိုစွန့်ပါဟုဆိုရာစစ်သားဘဝကိုစွန့်ပြီးအရက်ဖတ်နိုင်ငံရေးလုပ်ခဲ့သည်ထို့ကြောင့်ပြောင်းလဲချိန်တန်မာကချက်ချင်းပြောင်းလဲခဲ့သောကြောင့်လူထုခေါင်းဆောင်ဖြစ်သမိုင်းတွင်သည် ။ဗိုလ်ချုပ်မှာတပိတ်အဖွဲ့ကိုဥဆောင်ပြီးစာရောမန်စမစ်ရဲ့လုပ်ငန်းတွေကိုနှောက်ယှက်သည်။ဇာဟူဘတ်ရန်ရောက်လာပြီးဝင်းကြီးချုပ်ယာရူပေးသောအခါလက်ခံပြီးတပိတ်များကိုရက်အောင်တားဆီးပေးခဲ့သည်။အောင်ဆန်းအတလီစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့သည်။ဒိုင်းရင်သားခေါင်းဆောင်များကိုစည်းရုံးပြီးပင်းလုံးစာချုပ်ချုပ်ဆိုခဲ့သည်။ရွေးကောက်ပွဲကျင်းပပေးပြီးလွတ်လပ်တော်မူဒီတောင်စုဗမာနိုင်ငံတော်အတွက်ဖွဲ့စည်းပုံရှေးကံဥပဒေကိုဥဆောင်ပြီးရွေးဆွဲခဲ့သည်။ဤမြအလုပ်တွေလုပ်ခဲ့သူဗိုလ်ချုပ်အောင်ဆန်းသည် အသက်33နှစ်မြတာရှိသေးသောလူငယ်ဖြစ်သည်ယခုခါဘူကျုံအောင်ဆန်းတွင်ရန်သူများပတ်လည်ဝိုင်းနေပြီဖြစ်သည်ဘူကျုံအောင်ဆန်း၏ရန်သူများသည်တနိုင်ငံလုံးကိုထိန်းချုပ်ထားနိုင်စွမ်းရှိသောဘူကျုံအောင်ဆန်း၏ကိုပိုင်တပ်ဖြစ်သောပြည်သူရဲဘော်များကိုကြောက်ရွံ့နေရသည်ကွန်မြူနစ်ခေါင်းဆောင်သခင်တန်းထွန်က1948ခုနှစ်မတ်လ10ရက်နေ့တွင်ဘူကျုံအောင်ဆန်းကိုနောက်ဆုံးခေါ်ခြင်းအဖြစ်လာ၍ခေါ်သည်လာပါငါတို့တွေအရင်လိုစုပေါင်းအင်အားနဲ့ဒီတိရှာတွေကိုမောင်းထုတ်ကြပါစို့ဟု လာ၍ခေါ်ကြသည်ဘိုးကျောင်းအောင်ဆန်းကလက်မခံပြီအောင်ဆန်းအတလီစာချုပ်ကိုကဘာမှတိအောင်ချုပ်ဆိုပြီးတစ်နှစ်အတွင်းလွတ်လပ်ရေးပေးပါမည်ဟုကတိပြုပြီးပြီးဒိုင်းရင်သာစည်းလုံးညီညွတ်ရေးအတွက်ပင်လုံးစာချုပ်လည်းချုပ်ပြီးပြီယခုနောက်ဆုံးလိုနေတာဖွဲ့စည်းပုံခြေခံဥပဒေရေးဆွဲမည်ကိုယ်စားလှယ်များရွေးချယ်ရန်အတွက်ရွေးကောက်ပွဲကျင်းပပေးရမည်ရွေးချယ်ခံရသောကိုယ်စားလှယ်များနှင့်ဖွဲ့စည်းပုံခြေခံဥပဒေကိုစုပေါင်းရေးဆွဲပြီးနောက်လွတ်လပ်ရေးရယုံပါပဲထိုချိန်နေရောက်ပြီးမှ တစ်ကပြန်စဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။ရောက်သည့်နေရာကနေရှိကြီးကိုဆက်ရမှာပဲဖြစ်သည်။ထို့ကြောင့်သခင်တန်းထွန်ဤဖိတ်ခေါ်မှုကိုညင်းပယ်ခဲ့သည်။ဘူဂျုံအောင်ဆန်းကသခင်တန်းထွန်ကိုဖွဲ့စည်းပုံရေးဆွဲရန်အတွက်အရွေးခံပါဟုတိုက်တွန်းရာသခင်တန်းထွန်ကလက်မခံဘဲရွေးကောက်ပွဲကိုတပိတ်မှောက်ခဲ့သည်။ဂလုံဦးစောဒေါက်တာဗမော်နှင့်သခင်ထွန်းအုပ်တို့သည်ဘူဂျုံအောင်ဆန်းကိုရန်သူကဲ့သို့သဘောထားကြသည်။ကုမ္ပဏီကြီးများမှပိုင်ရှင်များကလည်းအကြီးစားလုပ်ငန်းများကိုဤသူပိုင်သိန်းကြီးအစိုးရကဆက်လုပ်မည် အလဆာအသေးစားလုပ်ငန်းများသာလျင်ဆက်၍လဲပတ်လှုပ်ဆောင်ခွင့်ရှိမည်ဟုဆိုထားသောကြောင့်လုပ်ငန်းကြီးကြီးပိုင်ရှင်များသည်ဗိုလ်ချုပ်အောင်ဆန်းကိုရန်သူကဲ့သို့သဘောထားသည်စီးပွားရေးလုပ်ငန်းရှင်တွေဗိုလ်ချုပ်အောင်ဆန်းကိုမုန်းတီးကြတာဘာမှအန္တရာယ်မရှိတော့လဲကမ်ဖလီဖေ့စ်အစီရင်ခံစားသည့်အောင်ဆန်းအတလီစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သောအီတလီကိုစိတ်နှခွာဖြစ်စေခဲ့သည်အတလီသည်စစ်ပွဲကာလအတွင်းဗြိတိရှားတို့တောင်နှမ်းသားများကို ပေးခဲ့သောဂရုကိုဖောက်ဖျက်သူအဖြစ်ခံစားလာရသည် အင်္ဂလိပ်အိန္ဒိယကာဗျာဂျူဒဗျူဘဝင်းသည်ဒုတိယကမ္ဘာစစ်ကြီးအတွင်းဂျပန်ဒေါ်လာရေးအတွက်တောင်နှန်းသားတို့၏အကူအညီကိုရယူရန်အတွက်ဂရင်တောင်နှန်းဒေသတွင်လေထီးဖြင့်ဆင်းခဲ့သော Force 136မှတာဝန်ခံအရာရှိတဦးဖြစ်သည်1945ခုနှစ်မေလမှ1948ခုနှစ်ဇွန်လအတွင်းဂရင်ခေါင်းဆောင်များသည်ဝင်ကြီးချုပ်အက်တလီထန်တွင်တီးခြားလွတ်လပ်သောဂရင်ပြည်နယ်တောင်းဆိုခဲ့ကြသည် ပို့136နှင့်ကရင်တော်လင်ရေးသမားများပူးပေါင်းပြီးဖက်စစ်ဂျပန်ကိုတိုက်ခိုက်ခဲ့စဉ်အခါကဖက်စစ်ဂျပန်တို့စစ်ရှုံးပြီးဗမာပြည်မှထွက်သွားသောအခါဂျီတီရှာအကာအကွယ်အောက်မှဒီဂျာလွတ်လပ်သောကရင်ပြည်နယ်ပေးမည်ဟုကတိပြုခဲ့သည်ဖက်စစ်တော်လင်ရေးတွင်ဂျပန်တပ်များကိုအကြီးအကျယ်တိုက်ခိုက်ခဲ့သောစစ်မြေပြင်သည်ဗမာပြည်မြောက်ဖြားကချင်ပြည်နယ်ချင်းပြည်နယ်နှင့်ထိုင်းနိုင်ငံမှထွက်ပြေးရာလမ်းဖြစ်သောကရင်တို့နေထိုင်သည့်တောင်ကူမြို့ဖအံမြို့နှင့်ကောဂရိတ် ရောက်ဒီမျိုးများပါဝင်ဒေါနတောင်နှင်းကြီးတလျှောက်ဖြတ်ပြီးထိုဒေသများတွင်ကြာဆုံးခဲ့သောဂျပန်စစ်သားအရေးအတွက်သည်ဗီမာရှယ်စလင်း၏အမှတ်၁၄တက်မတော်ကြီးနှင့်ရင်ဆိုင်ကြသောဗမာပြည်အလဲပိုင်းစစ်ပွဲများတွင်ကြာဆုံးခဲ့သောအရေးအတွက်ထပ်ပိုများပါသည်ဆိုလိုသည်မှာဂျပန်ဒေါ်လာရင်းတွင်ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော BNE ၏အခမ်းကဏ္ဍသည်ဒိုင်းရင်သားဒေါ်လာရေးသမားများအချင်းနှင့်ကရင်လဲဗီတက်များဤတိုက်ခိုက်မှုနှင့်နှိုင်းယှဉ်မှာကဘာမှမပြောပါတော့ဘူး ဂရင်တို့ကဂျပန်တို့ကိုတာဝန်အရတိုက်ခိုက်ကြသလိုဂျပန်ဝင်ကားစတွင်ဂရင်လူမျိုးများအစုလိုက်ပြုံးလိုက်တတ်ခံရသောဘာပွန်လူတပ်ပွဲအရာရီမြို့ဝကျွန်းမော်ဒေသညောင်မြလူတပ်ပွဲကို BNA တပ်ကကျူးလွန်ခဲ့သည်ဆိုတော့လေဂျပန်တို့ကမြောက်ပေးသောကြောင့်ဖြစ်သည်ဟုဂရင်တို့ကယူဆကြသောကြောင့်နာဂျီစိတ်ဖြင့်လက်စားချေကြခြင်းဖြစ်သည်ဤသို့ဆိုစေကားမူဖက်စစ်ဂျပန်ဒေါ်လန်ရေးကာလအတွင်း Force 136၏အာမခံကတိများသည်ဂျီဒီရှာအစိုးရကိုကိုးစားပြုပေးခဲ့သောကတိဖြစ်သည် လေးပါအစိုးရတတ်သည်ဖြစ်စေကွန်ဆာဗေးတစ်အစိုးရအာဏာဆက်ပြီးရသည်ဖြစ်စေဂျီတိန်အစိုးရကိုစားပေးခဲ့သောဂရိဖြစ်သောကြောင့်ယခုအခါဂျီတိန်ဝင်ကြီးချုပ်အတလီဤလောက်ရက်သည်မမများကိုဦးစားပေးပြီးဂျီတီချာအစိုးရကိုနှစ်ပေါင်းတရာကျော်ကာလအတွင်းအကြိမ်တစ်ခါမှတော်လန်ပုံကန်ခဲ့ခြင်းမရှိသောလွန်စွာသက်စာရှိသောဘီယင်လူမျိုးတို့အပေါ်ဂရိပြက်ခြင်းသည်အားလုံးအတွက်မျက်နာပြက်စရာဖြစ်သည်ဟုအစီရင်ခံသောအခါဂျီတိန်ဝင်ကြီးချုပ်အတလီသည် မိမိမှားပြီဟုသိလိုက်ရသည်။အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်။နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုအမှန်တော့အတလီသည်အသက်ငယ်ပြီးဂတိသက်စာ DJ ကရိုးသားဖြောင့်မတ်သူဖြစ်သည်ဟုမောင်ဘတ်တန်နှင့် ဒီမာရှယ်ဝီလျံစ်လင်းတို့ဤထောက်ခံမှုကြောင့်ဗိုလ်ချုပ်အောင်ဆန်းကိုပုံကိုရေးအရာယုံကြည်မှုလေးစားမှုကြောင့်တိုင်းရင်းသားများအရေးကိုသစ္စာရှိစွာဆောင်ရွက်သွားမည်ဟုယုံကြည်သောကြောင့်ဘင်းလုံစာချုပ်ချုပ်ဆိုပြေးပါက၎င်းတစည်းတည်းလွတ်လပ်ရေးပေးမည်ဟုဂရုပြုခဲ့ခြင်းဖြစ်သည်ဇာဒေါ်မန်စမစ်သည်ဗိုလ်ချုပ်အောင်ဆန်းကိုတော့ယုံကြည်လေးစားပါသည်ဖာစာပါလအဖွဲ့ကြီးကိုနိုင်ငံရေးပါတီဟုမမြင်ပေဗိုလ်ချုပ်ကဖာစာပါလအဖွဲ့ကြီးတွင်သခင်ဆိုး၏အလန်နီကွန်မြူနစ်များပါဝင်နေသည် အလန်းနီများသည့်ရဲစခန်းများကိုတိုက်ခိုက်ပြီးလက်နက်များလူယူခြင်းဗန်တိုင်များကိုဓမြတိုက်ခြင်းဝေးလံခေါင်ဖြားဒေသကြေးရွာများတွင်ဓမြတိုက်ခြင်းများပြုလုပ်နေသောကြောင့်စာဒေါ်မန်စမစ်သည်ဖတ်စာပါလာအဖွဲ့ကိုနိုင်ငံရေးဓမြအဖွဲ့ဟုအမည်ပေးထားပြီးဖတ်စာပါလာအဖွဲ့နှင့်ဇွင်းနှွေးညီနိုင်မှုများမလုပ်ခဲ့ပေ။စာဒေါ်မန်စမစ်လက်ထက်တွင်နိုင်ငံရေးအခြေအနေဆိုးရွားနေသောအခြေအနေကြောင့်အချိန်မီ၍လက်နက်ကိုင်မီပုံကန်ရမည်အနေအထားဖြင့်ရန်ကုန်မြို့အတွင်းလက်နက်များစွာတိုးလောင်ထားပြီးဖြစ်သည်။ ဒါတော်မန်စမစ်နေရာရင်စာဟုဘရန်ကိုအစားထိုးလိုက်ပြီးစာဟုဘရန်သည်ဘိုးချုပ်အောင်ဆန်းကိုဝင်ကြီးချုပ်ယာတူပေးပြီးစူပူမှုအားလုံးကိုရပ်တန့်သွားစေရန်ထိန်းချုပ်ခိုင်းသောကြောင့်တပိတ်အဖွဲအားလုံးတပိတ်လန့်ခဲ့ကြသလိုပြည်သူရဲဘော်ပီဝီအိုတို့သည်လက်နက်များကိုရန်ကုန်မြို့အပြင်ဘက်ကြေးရွာများတွင်ပြန်ဟွက်ကြလေသည်1948ရွေးကောက်ပွဲ ကာလတွင်အတိုက်ခံများကဘိုးချုပ်အောင်ဆန်း၏ဂျိုးပန်းမှုကိုဖျက်ဆီးရန်ဂျိုးပန်းညာယာပြည်သူရဲဘော်များကပိုး၍ကြီးမားသောအင်အားအသုံးပြုပြီး ဗိုလ်ချုပ်အောင်ဆန်း၏အတိုက်ခံများကိုတိုက်ခိုက်ခဲ့ကြရာမင်းမဲ့ဇေယျလုတ်ရံများနေရများစွာတို့တွင်ပေါ်ပေါက်ခဲ့သောကြောင့်1948ခုနှစ်ဧပြီလ၁ရက်နေ့တွင် Public Order Preservation Act ကိုထုတ်ပြန်ခဲ့သည်ထိုဥပဒေ၏ Section 5အရာလက်နက်ကိုင်းပြီးစူပူမှုဖြစ်ပါကဝရမ်းမလို့ချက်ချင်းဖန်စီပြီးအချိန်ကာလအတိုင်းတာအကန့်အသတ်မရှိဖမ်းချုပ်ထား권ရှိလေသည်ရွေးကောက်ပွဲတွင်ကရင်ပါတီများပါဝင်ရှင်ပြိုင်ခြင်းမပြုကြပါဘူး ရွေးကောက်ပွဲနေ့တွင်ပြည်သူရဲဘော်တပ်သည်လက်နက်အပြည့်စုံဖြင့်မဲယုံကာကွယ်ရေးတာဝန်ယူထားကြသည်ရဲတပ်ဖွဲ့ဝင်အင်အားမှလုံလောက်မှုမရှိသောကြောင့်ပြည်သူရဲဘော်များလုံခြုံရေးတာဝန်ယူထားကြသည်ကိုဘာမှမပြောနိုင်ပေစံကျင်ဘက်အုပ်စုများကဆန္ဒပြပြီးမဲထည်ခြင်းမပြုကြပေအန်ကူမဲဆန္ဒရဲတွင်မဲမပေးသူအရေးအတွက်သည်800ခန်းလုံးရှိသည်တထုံတွင်မဲမပေးသောအရေးအတွက်သည်16000ခန်းလုံးရှိသည်ပသိမ်နောက်ပိုင်းနယ်မြေတွင်မဲမပေးသောအရေးအတွက်သည်20000ခန်းလုံးရှိသည် မဲများရေးတွက်သောအခါဖတ်စာပါလာ ပါတီသည်မဲအပြတ်သက်အနိုင်ရရှိခဲ့သည်။1948ခုနှစ်မေလမှဇွန်လသည့်အခြေအနေများ1948ခုနှစ်မေလတွင်ဖတ်စာပါလာအဖွဲ့ကြီးနှစ်ချမ်းကွဲသွားလေသည်။ဘူကျော်အောင်ဆန်းဦးဆောင်သောဆိုရှယ်လစ်အုပ်စုနှင့်တခင်တန်းထွန်ဦးဆောင်သောကွန်မြူနစ်အုပ်စုအဖြစ်နှစ်ချမ်းကွဲသွားသည်။ဇူပူမှုအုံကြွမှုများကဟိုနေရာမှဖြစ်လိုက်ဒီနေရာမှဖြစ်လိုက်ဖြစ်ပေါ်လာပြီးမမလူမျိုးတို့၏ထုံးစံအရာ မင်းသားကြီးမလုပ်ရတော့ခါပတ်မာကြီးကိုထိုးဖောက်ပျက်စီးရန်ကြံစီလာကြသည်ဘူကျော်အောင်စန်းသည်တောရံမှပြည်သူလူထုအများစုဤထောက်ခံမှုဆုံးရှုံးခဲ့ရသည်သခင်ဆိုးနေမြေတွင်သခင်ဆိုးကဘူကျော်အောင်စန်းသည်ကြီးတီရှာအစိုးရဤဘတ်တော်သားလူရန်စားပြက်ပြက်သွားပြီးဟုဆိုးရွားစွာဆဲဆိုကြသည်သခင်တန်းထွန်းနေမြေများတွင်သခင်ဆိုးကဲ့သို့ပတ်ပတ်ဆက်ဆက်ဆဲဆိုခြင်းမပြုတော့လဲစမ်းကျင်မှုများပြုလုပ်ပြီးပြည်သူလူထုကိုကွန်မြူနစ်ဤဘတ်တော်သားများပြည့်စည်းရုံးခဲ့ကြသည် ူကြောင့်ဆိုင်းအုပ်ချုပ်ရေးပိုင်းကိုအားပျော်စေရန်တပိတ်တိုက်ပွဲလူမှုလှုံ့ဆော်ပွဲများဖြင့်ဖျက်ဆီးကြသည်ကွန်မြူနစ်များသည့်မြဝကျွန်းပေါ်ဒေသတွင်ထကြွတောင်းညံနေကြသောကြောင့်ကြည်တဲ့ရေးဝင်ကြီးတာဝန်ယူထားရသောဦးကျော်ငိမ့်ကရဲတပ်ဖွဲ့ဖြင့်နှိမ်နင်းရာအမျိုးသားဆိုရှယ်လစ်ဦးကျော်ငိမ့်သည်အကြီးစားဓမြားဟုကွန်မြူနစ်တို့ကဝေဖန်ကြသည်ဘူကြောင့်အောင်ဆန်းသည့်နိုင်ငံရေးလက်နက်ကိုအသုံးပြုသောကြောင့်နိုင်ငံရေးဓမြားဟုကွန်မြူနစ်တို့ကခေါ်ကြသည် ပါစပါလာနေပြည်သူရဲဘော်အဖွဲ့များသည်သူတို့၏ရည်တည်မှုအတွက်ရန်ပုံငွေများကောက်ခံကြရာကွန်မြူနစ်တို့ကပါစပါလာအဖွဲ့ကြီးနှင့်ပြည်သူရဲဘော်တို့ကိုနိုင်ငံရေးဓမြဟုဆဲဆိုကြပြန်သည်ဗိုလ်ချုပ်အောင်ဆန်း၏မြို့တော်ခမ်းမမေခွန်းတွင် လူမှုထမ်းမှ တိုင်ကြားစာများအရာအကျင့်ပြတ်ခြားစားအခရီလိုက်စားရာတွင်လွန်စွာနာမည်ကြီးနေသောဥပဗေကိုကက်ဘိနက်ဝန်ကြီးရာထူးမှထုတ်ပြခဲ့သည်ဦးကျော်ငိမ့်၏ဥတင်ထွတ်တို့ကိုလည်းထုတ်ပယ်ပြစ်လိုက်သည် ဖာစာပါလအဖွဲ့ကြီးတွင်ဥကြုံငိမ့်ဤဆိုရှယ်လစ်များစွာရှိကြသောကြောင့်ဥကြုံငိမ့်ကိုတကြိမ်တစ်ခါခွင့်လွှတ်ပေးရန်ဝိုင်း၍အကြက်ကိုင်းတောင်းပန်ကြသောကြောင့်ဥကြုံငိမ့်ကိုမူလရာထူပြန်ပေးခဲ့သည်ဘိုးချိန်တွင်ပြည်ထရေးဝန်ကြီးဥကြုံငိမ့်နှင့်ဘိုးချုပ်အောင်ဆန်းတို့၏ဆက်ဆံရေးသည်လွန်စွာဆိုးရွားသောအခြေအနေရှိသည်ဥကြုံငိမ့်ကိုဘိုးချုပ်အောင်ဆန်းသည်လူပုံလဲတွင်ရာထူးမှထုတ်ပယ်ခြင်းကြောင့်ဦးကျော်ငိမ့်သည်အောင်ဆန်းကိုအညှိုးတေးကြီးစွာထားခဲ့သည်။ဖာစာပါလအဖွဲ့ထဲမှမိတ်ဆွေများ ဆိုရှယ်လင့်များကဲတင်သောကြောင့်ဘူးလာရာတို့ပြန်ရတော့လဲဘူကျုံအောင်ဆန်းကိုခွင့်မလွတ်နိုင်ပြီဘူကျုံအောင်ဆန်းနေဥကျော်ငိမ့်တို့ပြဿနာအကြီးအကျယ်တက်ခဲ့ကြသည်ဥကျော်ငိမ့်ဟာဘူကျုံအောင်ဆန်းကိုလှုပ်ကြံတက်ဖြတ်လိုသည့်အထိမုံတရားကြည့်ပြီးလူငယ်ပီပီနှုတ်ဆော်သည်ကိုဝါရင်နိုင်ငံရေးသမားဂလုံဥစောကတီသွားသောကြောင့်မိမိအနေဖြင့်အောင်ဆန်းကိုလှုပ်ကြံပြီးနှုတ်မဆောင်သောဥကျော်ငိမ့်ကိုလွှဲချပါကအစဉ်ပြေမည်ဟုဥစောကတွတ်စာသည်ဥစော ။ဘာကြီးဥပဖေဒေါတာဘမောသခင်ဘစိန်သခင်ထုံးအုပ်တို့ဖွဲ့သည်သခင်ထုံးအုပ်တို့ဖွဲ့သည်ဗမာပီပီတဦးတရာအောင်မြင်တာကောင်းစားတာကိုသူတို့အတူယူပြီးကြိုးစားဖို့စီမကူပဲဘလို့ဒုက္ခပေးရင်ကောင်းမှာလဲဟုစင်ကြံကြံနေကြသူများဖြစ်သည်။ဂလုံးဥစောသည်လက်ဦးသွားသောကြောင့်ဗမာပြည်သူလူထုတရလုံး၏အမုန်းတရားကိုရင်မာပိုက်ပြီးကျိုးစင်တတ်သွားခဲ့ရခြင်းဖြစ်သည်။1948ခုနှစ်ဧပြီလရွေးကောက်ပွဲတွင်ဖဆပါလာအဖွဲ့ကြီးတောင်ပြိုကမ်းပြိုအနိုင်ရခဲ့ခြင်းသည ဘူဂျုံအောင်ဆန်းကိုထောက်ခံရသောအချက်၄၀ရာခိုင်နှုန်းများသာမှန်ပြီးပြည်သူရဲဘော်လက်နက်ကိုင်ဖွဲ့များ၏ဂျိုးပန်းမှုသည်60ရာခိုင်နှုန်းဖြစ်သည်ဟုကိုရွေ့ကြုံခဲ့သူများကရှင်းပြခဲ့သည်1949ခုနှစ် New Statement တွင်ဘာမအရက်ဖတ်အရာရှိဟောင်း MA Meruvi သည်နိုင်ငံခြားရေးမှတ်တမ်းမှအိန္ဒိယနှင့်ဗမာပြည်ဆိုင်ရာအတွင်းဝင်ဟောင်းဘလန်ဝင်၏မှတ်တမ်းကိုအောက်ပါတိုင်းရေးသားဖော်ပြခဲ့သည် သတင်းထောက် H Estonna ကအောက်ပါတိုင်းသူ၏အတွေ့အကြုံကိုရေးခဲ့သည်1948ခုနှစ် April ရွေးကောက်ပွဲနေ့ကကျွန်တော်နဲ့တက်ကအရာရှိတွေကလောမျိုးအတွင်လမ်းလျှောက်ခဲ့ကြတယ်ဗမာတွေရဲ့ရွေးကောက်ပွဲကိုလည်လာကြတာပါဒီတီရှာနဲ့ဒိုင်းရင်သားတွေပါတဲ့နေကြားဆောင်တက်ကအဆောင်ချထားတာကိုအနေငယ်တွေ့ရတယ်ဖဆာပါလာရဲ့ကပိုက်ဆောင်ပြည်သူရဲဘော်တက်တွေကိုအများအပြားတွေ့ရပါတယ်သူတို့လက်မောင်းမှာပြည်သူရဲဘော်တစိမ့်အမှတ်သားတွေကတ်ထားကြပါတယ် တရားမဝင်လက်နက်တွေကိုင်းဆောင်ထားကြတာလည်းတွေ့ရပါတယ်။နိုင်ငံကဥရေရရွေးကောက်ပွဲနေမှာအာဏာရပါတီရဲ့ကပိုက်ဆောင်တပ်ကိုလုံခြုံရေးတာဝန်ပေးခွင့်မရှိပါ။ပါတီနဲ့ပတ်သက်မှုမရှိသောရဲတပ်ဖွဲ့ကိုသာတာဝန်ပေးရပါမည်။ပါစာပါလာပါတီလှုပ်ဆောင်မှုသည်တရားမဝင်သောလှုပ်ဆောင်ချက်ဖြစ်ကြောင်းကပတိန်ဂျင်မီဘတန်ကပြသခဲ့သည်။မမပြည်သူလူထုကဘာမှမသိကြပါဘူး။ဗမာရေတပ်မှာရေတပ်သားခင်အောင်ကလည်းသူ၏အတွေ့အကြုံကိုအောက်ပါအတိုင်းရေးသားထားသည် ဧပြီလရွေးကောက်ပွဲဟာတိုင်းပြည်အတွက်အရေးကြီးလာပါတယ်။ဒါကြောင့်ဖဆပါလာအဖွဲ့သည်အစိုးရိမ်လွန်ကဲပြီးမလုံတင်တာတွေဇွန့်လုခဲ့တယ်ဟုထင်ပါသည်။ရေတပ်ကအရာရှိတွေကလည်းတိုင်းပြည်အတွက်အရေးကြီးဆုံးရွေးကောက်ပွဲဖြစ်သောကြောင့်ဂုံမြူနစ်တွေမနှောက်ရှက်အောင်ကာကွယ်ထားတာကိုလက်ခံကြပါတယ်။အချို့နေရာတွေမှာဂုံမြူနစ်တွေကိုအတော်များများတပ်ဖြတ်ခဲ့ရပါတယ်ဟုရှင်းပြသည်။ဘူဂျုံအောင်ဆန်းသည့်ပြည်သူရဲဘော်တပ်များကိုသာဩဇာအာဏာရှိသည်မဟုတ်ပေ။ ဗမာတပ်မတော်တဲကဗမာစစ်သားအားလုံးသည်ဘိုးချုပ်အောင်ဆန်း၏တပည့်များဖြစ်ကြသည်။ကရင်တပ်များကလည်းဘိုးချုပ်အောင်ဆန်းကိုသစ္စာရှိကြသည်။တပည့်ကြောင့်ဆိုသောဗမာခေါင်းဆောင်များတွင်ဘိုးချုပ်အောင်ဆန်းတို့ဦးရဲကသာတိုင်းရင်းသားများအပေါ်အမှန်တကယ်စေတနာရှိသည်ကိုသိသောကြောင့်လေးစားကြခြင်းဖြစ်သည်။လဝင်းကဘိုးချုပ်အောင်ဆန်း၏အားနည်းချက်များကိုအောက်ပါတိုင်းရေးထားသည်။အောင်ဆန်းသည်လွန်စွာဒေါသထွက်လွယ်သည်။မြို့တော်ခန်းမှမိကွန်းထဲတွင် မိမိဤကက်ဘိနက်အဖွဲ့ဝင်များဖြစ်ကြသောဥပဖေဥတင်ထွန်းနှင့်ဥကျော်ငိမ့်တို့ကိုယာရုမှထုတ်ပယ်လိုက်သည်ဟုမပြောသင့်ပေ။ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးပြစ်မှုထင်ရှားမှသာလျှင်ယာရုမှပယ်ခွင့်ရှိသည်။ဂောလာဟာလာဇကာပြည်သူလူထု၏တိုင်ကြားစာများသည့်အခြေအမြစ်မရှိကြပေ။မနာလိုသောကြောင့်ခြောက်တွန်းကြီးတိုင်တန်းကြသောတိုင်စားသည့်ပြစ်စာအဆင့်များသာရှိသည်။အေးအေးယူပေးဖို့မလိုအပ်ပေ။ ဝင်ကြီးအဖွဲ့ဝင်များကိုမြို့တော်ခန်းမှလူမှုကိုမိကွန်းပြောရ၌ထဲသွင်းပြောဆိုခြင်းသည်လူကြီးလူကောင်းမဆန်သောလှုပ်ရဖြစ်သည်အဂရီလိုက်စား၍အကျင့်ပြတ်သောသူအားလုံးကိုအေးအေးယူရပါကဗမာဝင်နှန်းအားလုံးအလုတ်ပြုတ်ကြဖို့သာရှိသည်ဗမာဝင်နှန်းလောကတွင်အဂရီလိုက်စားခြင်းမရှိသူမှရှားပါလာပေသည်ဥပဖေးတွင် အပြစ်ရှိသည်ဆိုပါကတိုးတိုးတိတ်တိတ် ခေါ်ယူပြီးအေးအေးယူသင်သည်ဥပဖေးသည် YMBA ခင့်မှစပြီးနိုင်ငံရေးလှုပ်လာခဲ့သောနိုင်ငံရေးသမားဟောင်းကြီးဖြစ်သည် 1923ခုနှစ်မှာစပြီးအဖွဲ့ဝင်ဖြစ်လာခဲ့သည်ဥပဖေကိုဘရင်ကံအမှုဆောင်ဟောင်းနှင့်ဖဆပါလာအဖွဲ့ချုပ်ဤထိတ်တန်းကောင်းဆောင်ရာထူးမှချက်ချင်းထုတ်ပြစ်လိုက်သည်ရန်လေဖြည့်ရှင်းခွင့်မပေးခဲ့ပြီထိုချိန်ကဥကြောင့်ငိမ့်လဲမရှိပြီနိုင်ငံညာခီးသွားနေသည်ထိုကြောင့်နိုင်ငံညာမှာပြန်ရောက်သည်နှင့်အလုတ်မှထုတ်သည်ဟုဆိုခဲ့သည်ဥပဖေနှင့်ဥကြောင့်ငိမ့်တို့ပူးပေါင်းပြီးဆိုရှယ်လစ်ပါတီကိုဥဆောင်နေကြခြင်းဖြစ်သည်ဆိုရှယ်လစ်ပါတီကိုဖြိုခွဲရန်အလဲထိုးရန်ကြိုးပမ်းမှုသည် ပြိုင်ဘက်အုပ်စုဖြစ်သောကွန်မြူနစ်အုပ်စုမှဖြစ်သည်ထိုချက်ကိုဘိုးကျော်အောင်ဆန်းသည်ခေါင်းအေးထားပြီးစဉ်စားချင်းချင်းချင်းမပြုတ်ပဲတစုထိုးလုပ်ခဲ့သည်ဟုဘလက်ဝင်းကထောက်ပြထားသည်1948ခုနှစ်ဇွန်လ15ရက်နေ့တွင်ဒိတိရှာတမ်းများဗမာပြည်မှနောက်ဆုံးအသုတ်ထွက်ခွာသွားကြတော်မူဖြစ်သည်ဒိတိရှာတမ်းများရှိနေစဉ်တိုက်ခိုက်ခြင်းမုန်းခံရမည်ဆိုသောကြောင့်ငြိမ်းသက်စွာပုံအောင်နေကြသောကွန်မြူနစ်တို့သည်ဒိတိရှာတမ်းများထွက်ခွာသွားသည်နှင့်ဗမာပြည်အလယ်ပိုင်းတွင်ဝင်ရောက်နေရယူခဲ့ကြသည် ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ